တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာတူးခြားစွာကောင်းတဲ့ကာလဖြစ်တယ်အကျန်းစီရွယ်ချက်တရားမြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတွတ်တတ်မယ်ဒီကာလအတွင်းစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာ တွေးကြသောအကျိုးပေးမှုနဲ့တိုးတက်မှုတွေကိုဖြစ်ပေါ်မယ်။ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ပြိုရွယ်သူတွေစမ်းပွင့်မယ်။မိသားစုနဲ့ဝေးခွာနေသူတွေပြန်လည်ဆုံစည်းရခြင်းကိုရှိတတ်တဲ့ကောင်းသောကံပြောင်းတဲ့ဖြစ်ရတရားတစဉ်ပြီးတစဉ်ဖြစ်ပေါ်ကြိုးပေးလာတဲ့အကြောင်းအရာတွေဒီခါလအတွင်းမှာဖြစ်ပေါ်မဲ့နမိတ်ကိုတွေ့ရပါလေ။15ရက်နေ့ရရာရောက်ကောင်းခြင်းနဲ့ကြိုးပေးခြင်းရှိတဲ့နေ့တစ်ခုဖြစ်တဲ့16ရက်နေ့မှာငွေဝင်တဲ့ပြန်ပြန်ထွက်တဲ့ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုတော့ခိုင်နေရနေပဲ။ ဆက်ခွန်ရဲ့နေ့မှာရီမန်းထားတာနဲ့လက်တွေ့နဲ့ကွာဟတယ်မတော်တဆထိခိုက်မှုတည်းကယူဆရမယ်လူလေးယောက်တူခီးသွားခြင်းကိုရှောင်ကျင်ရမယ်အနောက်ရက်ကိုဥတည်သွားစေခြင်းဖြစ်တတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နာရီအတွင်းမှာအရာရာသတိချားရမယ်ဆက်ရှိရဲ့နေ့မှာတော့ကောင်းသောကံထုတ်တက်မှုတွေရှိလာတယ်လူရပြည့်စုံခြင်းနဲ့ကောင်းခြင်းကံနဲ့ဒလန်းပွင့်တဲ့နေထားရှိမယ်၁၉ရက်နေ့ကကောင်းသောကံကျမစတင်ဖြစ်ပေါ်တဲ့ကာလလို့ဆိုရင်လည်းမမှန်ဘူး ကောင်းရမှာရှိတဲ့နက်ခတ်တွေထဲမှာမှယာဟုဂျိုဆိုတဲ့ဂျိုတစ်ခုရှိတယ်။အဲဒီယာဟုဂျိုကပြီးခဲ့တဲ့2020သောကုနှစ်အောက်တိုဘာလ31ရက်နေ့ကနေဒီနေ့19ရက်နေ့မေလ2025အထိမင်းရည်မှာရှိပြီးလူတွေကိုစိတ်နှောက်ရှက်တွေဖြစ်တတ်တဲ့ကမ္ဘာဝန်းမှာရှိတဲ့ပေးစော့အနေဆိုးတွေကက်ဆိုးတွေကိုသူဖန်တီးတယ်။အဲ့ဒီဒီနေ့မှာပဲယာဟုဂျိုက မေယာတီကနေကွန်ယာတီကိုကူးပြောင်းသွားတယ်ဒီ16ရက်နေ့မေလဒီကာလကောင်းချင်းကိုစတင်ယူဆောင်နေဆိုတာဒီเจ้าရာကိုအဓိကထားပြီးလဲပြောရတယ်အဲ့တော့ကာလရှိချာအနှောင့်အယှက်တွေဖြစ်နေတဲ့ကိစ္စတွေဘေးစောအနေအဆိုးတွေကနေတဖြည်းဖြည်းတော့ညော့သွားမှာပေါ့ဒီလိုဂျိုပြောင်းကဒုက္ခပြေးတာတော့မရှိတော့အခြားခြားသောပုံမှန်နေသားလေးတွေကတော့ဒီဂျိုเจ้าမဟုတ်တော့အခြားအเจ้าရာတွေအကြောင်းရှီကောင်းရှိနေတယ်ဒါပေမဲ့ဂျိုစီဂျိုနေညာလို့ဖြစ်တဲ့နမိတ်ဆိုးတွေကတော့လွတ်ကင်းသွားမယ် 20ရက်နေ့ကတော့အရာရာကောင်းကျင့်တမိတ်နဲ့တိုးတက်ခြင်းတွေနဲ့လိုရာပြည့်စုံခြင်းကိုရှိမယ်။21ရက်နေ့ကတော့ကိုယ်စန္ဒရွယ်ခြင်းနဲ့ဘဝရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖို့ပြီးတော့အောင်မြင်စီပြေခြင်းကိုရရှိနိုင်ပါလေ။ဇာတာပတိနေဗုဒ္ဓနေငါးနေမွေးတဲ့သူတွေကောင်းကျိုးပေးတယ်။တနည်းလာနေသောကြာနေမွေးသူတွေဒုက္ခပေးတတ်တယ်။369ခန်းနေအကျိုးပေးပါလေ။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်အဖြူရောင်ပန်းဝင်လေးတွေမကြာခဏပေးရကတ်သူပူဇော်ပြီး လောရဆူတောင်းပါကျေးဇူးတင်ပါတယ်တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာအောင်မြင်တဲ့ကာလတစ်ခုဖြစ်ပဲအတတ်ပညာနဲ့ပတ်သက်ရသော၎င်းအလုပ်ကိစ္စမှာသော၎င်းပြန်လည်ဆောင်ရွက်ရလိမ့်မယ်ပြန်လည်လှုပ်ဆောင်မှုတွေဟာကိုယ့်အတွက်ထူးခြားတဲ့အကျိုးပေးမှုနဲ့မူလတဲ့ပူဇော်သောကံကိုရလိမ့်မယ်ဝေယေကြီးကိစ္စမှာ ကိုပြောတာဆိုတာတွေတွေမှအောင်မြင်မယ်ငွေဝင်ကောင်းမြင်မယ်စုဆောင်းရခဲ့မယ်ရှင်ပြန်မှုတွေမှအောင်မြင်မယ်ကောင်းသောကြော်ကြားခြင်းကိုရရှိမယ်လုံးသမျချင်ရှားမယ်လူသိမယ်အများကအသိမှတ်ပြုခြင်းကိုအထင်ရှားရရှိမယ်ကာလဖြစ်ပါတယ်15ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်မခြင်းကိုကျုံမယ်16ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ပြီးမှအဆင်ပြေမယ်18ရက်နေ့ကတော့ ထူးခြားတဲ့ကံကောင်းခြင်းအစဉ်ပြေခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့မေတ္တာရေးကံကောင်းခြင်းနဲ့ကြုံမယ်။ဆယ်ရှိရနေ့မှာယံပတိပက္ခတိတွေကြုံပြီးအစဉ်ပြေမယ်။ဆယ်ကိုးရနေ့မှာထူးခြားသောကောင်းခြင်းကံနဲ့ကြိုးပမ်းခြင်းနဲ့ရှိမယ်။အဲဒီနေ့ကငွေကြေးဌာနဥစ္စာနဲ့ပတ်သက်တဲ့ကောင်းခြင်းကံဌာနသိတိနဲ့ပတ်သက်တဲ့ဆန်းနဲ့ရှင်တဲ့နေ့ဖြစ်တော့အဲဒီနေ့မှာပိုက်ဆံဝင်ဆက်ကူလေးတွေကိုရင်ဝဲဖြန့်ပြီးလူနဲ့ဆောင်လိုက်ရင်ကောင်းတယ်။ ဲ့တော့20ရက်နေ့မှာတော့ထူးခြားတဲ့အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ခက်ခဲသေးတွေနဲ့ရှင်းပြလောက်ရမယ်21ရက်နေ့ကတော့အရာရာကံပြင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းလေးတွေဖြစ်ပေါ်နေတာကိုတွေ့ရတယ်တနင်္လာနေ့သောကြံနေ့စနေနေ့မွေးစုတွေတပတ်တာအတွင်းကိုကိုကောင်းစွာချိုးပြလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးစုများကြောင့်စိန်နောက်စစ်တွေဖြစ်တတ်တယ်။၄၆၅ခန်းနေ့ချိုးပြတဲ့အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝှစ်ဆင်သွန်ဆွဲပြီးတော့ အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးထူးခြားခြားအောင်မြင်ခြင်းအဆင်ပြေခြင်းနဲ့ကောင်းကျင့်ကံတွေကိုရရှိနိုင်ပါတယ်ဒီကာလအတော်တွေမှာ19ရက်နေ့မှာထူးခြားတဲ့ဂျိုပြောင်းလဲတွေရှိတယ်အဲ့ဒီနေ့ကနေစပြီးတော့10ရက်ဆက်တိုက်အမေသားရှောင်းလိုက်ပါထူးခြားတဲ့ကောင်းကျင့်နာကံနဲ့အကျိုးပေးခြင်းကံကြမ္မာတွေကိုဖြစ်ထွန်းရရှိနိုင်ပါတယ်19ရက်နေ့မှာ အသွာလာနေထိုင်သူကြီးဆိုင်ပါလူ၄ယောက်အတူတကွခီသွားခြင်းလုံးဝမပြေနဲ့အန်ရရှိတတ်တယ်အဓိကအဲ့ဒီနေ့မှာဒီအသွာလာနေထိုင်ကြီးဆိုင်ဖို့အထင်ကရသတိထားရမယ်အနောက်ရောက်ကိုတည်သောဆန်နေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်အတွင်းသွာလာနေထိုင်သူပြုကြီးဆိုင်ရမယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင် ပန်းနေတယ်ပြတ်တင်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့တွင်တည်ရှိနေတဲ့ကာလမှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ထူးခြားသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းထားသည့်တို့ကိုလက်တွေ့ကောင်းထည့်ဖော်၍အစ်မြင့်သောနေထိုင်ရမယ်ခီးကိစ္စတွေအစီအပြေမယ်အရွေးရခဲအောင်ခွင့်ရနှမျိုးတပြိုင်တည်းထဲကြုံမယ်ခက်ခဲတဲ့လမ်းကြောင်းရွေးချယ်ရင်ကောင်းမယ်ခီးကိစ္စတွေအောင်မြင်မယ်ချစ်သူခင်သူရင်းနှီးသူများနဲ့မကြာခဏစကားများရတဲ့ဝေးကွာတဲ့သူတွေနဲ့လည်းပြန်ဆုံဆက်တဲ့ မိတ်ဆွေပေါင်းစည်းအားများနဲ့ပြန်လည်ဆုံစည်းမှုရဲ့နှစ်သာရရှိမယ်။ဥတီချက်ပြောင်းပြီးလောကန်ချင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။15ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။အကဲခဲအားလုံးကိုကြော်ပြီးဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရအောင်ဖန်တီးနိုင်လိမ့်မယ်။ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။16ရက်နေ့မှာအရာရာအစဉ်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။19ရက်နေ့မှာရှင်ပြန်မှုမှမြင်အောင်မြင်ခြင်းနဲ့ ဘဝတိုးတက်ခြင်းနှစ်သာရရှိတယ်ဒါပေမဲ့လူလေးယောက်ဒုက္ခီသွားခြင်းမပြုရအောင်အန္တရာယ်ရှိတတ်တယ်အဲ့ဒီနေ့မှာအနောက်ရောက်ကုန်တည်သွားစရာနေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြမှာသွားလာနေထိုင်ကြဆက်ရမယ်ဆက်ရှိရနေ့မှာတော့ယံပတိဘက်ကနေကြတဲ့ကအောင်မြင်မှုအစဉ်ပြေမှုလေးတွေဖြစ်လာပြီးတော့လူရပြည့်စုံမယ်ဘဝတိုးတက်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်16ရက်နေ့ဟာထူးခြားသောနေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းထူးခြားသောအပြောင်းလဲနဲ့ ိုးတက်မှုဖြစ်စေနေကြုံပဲ20ရက်နေ့မှာကောင်းသောခံချက်မှန်နဲ့နှစ်သာရရမယ်အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်ခရီးကံကောင်းမယ်21ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုမလွဲသေးကြပေါ့ကြုံမှုရှိပါတယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုနဲ့ကြိုးပေးတယ်တနင်္လာနေ့ကြာသာပတေးနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်လေးတွေရှိနိုင်တယ်နှစ်ငါးခုကနန်းနေ့ကိုနဲ့ကြိုးပေးတဲ့ကနန်းနေ့ဖြစ်တယ်အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကို ဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာချက်စီရဲ့ချက်စီချက်ရွေချက်တွေမှာအထူးတလဲအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုရရှိနိုင်ပါတယ်မေလ19ရက်နေ့မှာအဲ့ဒီနေ့ကနေစပြီးတော့9ရက်ဆက်တိုက်အမဲသားရှောင်းထူးထူးခြားခြားကောင်းခြင်းတွေအနာဂတ်မှာရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်မေလ19ရက်ကနေ21ရက်နေ့တော်တွင်ကာလဟာ အပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်ရေမှန်းချက်စရာမြင်မယ်အခက်အခဲအလုံးကိုကျော်လွှမ်းနိုင်မယ်မိမိလိုလားချက်နဲ့စန္ဒတို့ကိုရှေ့တို့လို့ရကောင်းသောကာလဖြစ်တယ်ခရီးကံကောင်းမယ်အမေဖွားတော်ဆရှိတဲ့ကြီးကဲမျိုးသမီးကျမ်းမာရေးချူကြမယ်ရင်းနှီးသူများနဲ့စကားများတဲ့အတိုက်ခံကြမှာဒုတက်မှုကိုဖန်တီးနိုင်လိမ့်မယ်ငါးရည်နေမှာကောင်းသောကံကြိုးပမ်းမှုနဲ့ဒုတက်မှုတွေကိုရရှိမယ်ပစ္စည်းပြောက်ရှာများတဲ့16ရည်နေမှာငွေရေးချေးကံကောင်းခြင်းလက်ဖွဲ့ခြင်းအလိုပြည့်စုံခြင်းနဲ့ကံမြတ်ခြင်းတွေရှိမယ် ဆက်ခွန်ရဲနေမှာမတော်တဆထိခိုက်မှုအနေနဲ့ကျူးဆက်ရမယ်လူလေးယောက်သူခီးသွားခြင်းမပြုရအနေကြီးမှလည်းနောက်နံပါတ်၄ကနန်းပါတဲ့ကားတွေသွားလာနေတိုင်းမောင်းနေမှုကိုကျူးဆက်ရမယ်အဓိကအနောက်ရောက်ကိုဒီသွားစရာနေဖြစ်တတ်တယ်နေ့တနိုင်ခွဲနဲ့သုံးနိုင်တွေသွားလာနေတိုင်းကျူးဆက်ရမယ်၁၈ရက်နေ့မှာတော့အေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုရရှိမယ်၁၉ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ် 20ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းကံတွေရှိမယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ်တခုတည်းမကတဲ့လုပ်တွေကိုလုပ်ရလိမ့်မယ်20ရက်နေ့မှာပြဿနာနှမျိုးဖြစ်ရှင်းရမယ်အတိုက်ခံကြမှာတိုးတက်မှုကိုဖန်တီးရရှိတဲ့နေသားကိုကျုံတွဲ့ရလိမ့်မယ်တနည်းကတွေတော့ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလာကြစားပရိမွေးသူများကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တတ်တယ်နှစ်ခုကိုကနံကျိုးပေးတယ်အစိမ်းရောင်ဖြစ်အောင်နှုတ်နေအောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါတပြေသုံးညဖျားကတ်လူပူဇော်ပြီး လိုရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးခြင်းတွေကိုရရှိမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ဇာသပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလမှာရန်အတိုင်းခံအနှောင့်အယှက်တွေကြားရဖြစ်သန်းရမယ်။ကိုယ်ပေါ်မှာနှောင့်အယှက်တဲ့သူတွေကိုယ်လမ်းကြောင်းကိုတားဆီးတဲ့သူတွေနဲ့လည်းတွေ့တတ်တယ် စိတ်ရှည်သီးခံရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ်တပားသူဘက်ကဂတိပြက်လို့ကို့မှာဆောင်းရရတာဒီတွေလဲနှောင်းနေချက်ကြသေးတယ်မချင်မဖဲအောင်မြင်တဲ့လမ်းကြောင်းသစ်တွေကိုကိုယ်ပိုင်ရည်ကြည်တဲ့လောက်ကန်ဆင်ပြေမယ်အတူတွဲတဲ့အုပ်စုတွေစုပေါင်းလုပ်တဲ့အုပ်စုတွေတွေအုပ်စု꿰မယ်လူသစ်တွေနဲ့လည်းပြန်လဲဆက်ဆံရတတ်တယ်စာရွက်စာတမ်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်းခရီးပြန်လဲတိဆောက်ပြောဆိုခြင်းအခက်အခဲဖြေရှင်းခြင်းတွေအတွက် ကောင်းတဲ့နေသားတိုးတက်တဲ့ကံလေးတွေပေါ်ပေါက်မယ်။15ရက်နေ့ကရံများမယ်တိုက်ခတ်များမယ်။16ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ခွရမယ်။စုပေါင်းလုပ်ငန်းချိုးပေးမယ်။19ရက်နေ့ဝေချေးပေးယူသတိထားရမယ်။မတော်တဆအန္တရာယ်ဖြစ်တာကြိုးစားရမယ်။အနောက်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်။နေ့တနင်္ဂနွေနေ့ညနေ3နိုင်တွင်သွားလာကြိုးစားရမယ်။16ရက်နေ့ကတော့ငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ကြုံမယ်။ စကောရဲ့နေ့မှာရံများမယ်မနာလိုသူပြောမယ်ပေါများမယ်အတိုက်ကံများ20ရက်နေ့ကတော့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်21ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့အလုတ်ချံရွယ်ချက်မှန်သမျှလက်တွေ့အကောင့်ထဲပေါ်တိုးတက်ခြင်းတွေရှိမယ်ဇာတပတိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းချိုးပေးမယ်တနင်္ဂနွေနေ့ဟင်္ဂါနေ့မွေးသူများ စိတ်နှောင့်ရှက်ပေးတတ်တယ် နဲ့ခေါ်ငါးကနန်းနေချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝယ်ပြီးတော့အလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ပါ19ရက်နေ့မေလမှာစာရွေး9ရက်ဆက်တိုက်အမဲသားဆောင်လိုက်ပါထူးထူးခြားခြားကောင်းကျင်းနာဂတ်တွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်တောက်ချနေပွဲသူအားလုံးမင်္ဂလာပါ2025မေလ15ရက်နေ့ကနေ နှစ်ဆက်တည်းနှစ်အတွင်းကာလမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်းမှန်းကြအောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။ခရီးကိစ္စဆောင်ရွက်နိုင်မယ်။အရာဝေးရကောင်းသောသတင်းစကားကြုံမယ်။ပစ္စည်းပြောက်တတ်တဲ့အင်းချမ်းမြေကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။ရှင်ကားလဲလေပြောင်းလဲတွေ့စီစဉ်သူများဒီကာလအတွင်းအထမြောက်နေမယ်။ကျွေးမြီဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်။၅၅ရက်နေ့ကတော့ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်။၁၆ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်။ 19ရက်နေ့ရန်တိုက်ခိုက်နေတဲ့ရှေ့ပြီးလောရတဲ့တဲမတော်တဆနေပြူဆက်ရမယ်။အနောက်ရက်ကုန်တည်သွားစရာနေရှိတဲ့တဲနေ့တနင်္ဂနွေနေ့သုံးနိုင်ကြအသွားလာပြူဆက်။16ရက်နေ့ရာရာစီပြေမယ်။အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တွတ်တဲ့မကိုရရှိမယ်။19ရက်နေ့မှာငွေကြေးကန်ကောင်းမယ်။ရမယ်ငွေတွေလက်ဝယ်ပြန်ရမယ်။သူတစ်ပါးနဲ့မတူတဲ့ရှူတော်ကနေလောက်ကင်ချိုးပေးနိုင်မယ်။20ရက်နေ့မှာရှင်ပြန်မှုမှာသမယောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းကိုကြောင်းမယ်။20ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးမှာ လူရပြည့်စုံခြင်းနဲ့ဘဝကံမြင်မာခြင်းတို့ကိုရရှိနိုင်တဲ့အနေအထားကြုံတွေ့ရမယ့်ခံကြမ်းရှိပါတယ်။ဇာတပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးမယ်။တနင်္ဂနွေတန်းလာမွေးသူများကြောင့်စေနောက်ဆက်ဖြစ်မယ်။တစ်နှစ်ခုကနန်းနေချိုးပေးတယ်။အပြာရောင်ဆင်းရောင်မိခရောင်တို့ကိုသုံးပြီးတော့လူရကိစ္စတွေဆောင်ရွက်ရင်ချိုးကြတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိချိုးပေးပါလိမ့်မယ်။ကောင်းသောခံကြမ်းများရဖို့အတွက်ကိုတော့19ရက်နေ့ကနေစပြီးတော့ 9ရက်ဆက်တိုက်အမေသားရှောင်းလိုက်ပါထူးထူးခြားခြားကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကန်ခြင်းရဲ့ကောင်းသောကျိုးကျေးဇူးကိုရမယ်သူတို့မနဲ့မတူတဲ့ရှုတော်နေရာတွေကိုလှုပ်ပြီးတော့အစစ်မြေအောင်မြင်မှုကိုရအောင်ဖဏီးနိုင်တဲ့ကံကြမ္မာရှိတယ်။ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာ တခါမှမလုပ်ဘူးလို့တွန့်ဆုတ်နေတဲ့လုံးစရာရှိတဲ့လူတွေရှေ့တိုးလို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ်မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေ့တိုးဆောင်ရွက်ခြင်းရဲ့နှစ်သာရကိုကောင်းစွာရရှိမယ်ကလားပါ။အငားရည်နေမှာလုံးစရာရှိတာလို့ပါအခက်ခဲတွေဖြစ်ရှင်းမှာ16ရည်နေမှာရံပတိဘက်ကတွေထိတ်တိုက်ရင်ဆိုင်မှာအခက်ခဲအလုံးထိတ်တိုက်ရင်ဆိုင်ပြီးဖြစ်ရှင်းလိုက်ပါ။16ရည်နေဝေးကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့မတော်တဆနေရောဂယူဆိုင်ရမှာပေါ့။ အဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစရာညရှိလိုက်တဲ့နေ့တနင်္ဂနွေနဲ့သုံးနေကြသတိထား၁၈ရက်နေ့မှာငွေကြေးလုံကစီးပွားဘဝအဖြစ်အတိုက်ခံတွေအားလုံးကိုထိတဲ့ရင်ဆိုင်ပြီးဖြည့်ရှင်းပြီးလိုရာပြည့်စုံမယ်ဘသူဘာပြောပြောကိုလှုပ်ရှားရှိတာရှေ့တိုးလို့ဝေဖန်သူတွေကောင်းထဲမှာမတဲ့နဲ့၁၉ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့မယ်အဲ့ဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုရဘဝတစ်ခုလုံးကိုရပောင်း၄၀အတွင်းပြောင်းလဲမယ်ဒီနေ့ဒီရက်ကနေစပြီးခုနှစ်အတွင်းဆုံးဖြတ်ချက်မှန်သမျှကိုအတွက်မှန်ကန်လေးမယ်ကောင်းလေးမယ် 20ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝယ်ပြန်လည်ရအောင်လုပ်နိုင်တယ်21ရက်နေ့မှာအခက်အခဲအလုံးကိုဖြေရှင်းပြီးလိုရာပြည့်စုံနိုင်တယ်ဒီကာလတော်တွေမှာကြာစာပင်းနဲ့တောက်ကြံနဲ့စနေနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနဲ့ဗုဒ္ဓနဲ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်ကိုခွန်ငါးကနန်းတွေအကျိုးပေးတယ်အဝါရောင်ပြာရောင်နုနေအောင်တွေကိုသုံးပြီးတော့လိုရာကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ် ပိုက်ဆံအကျွေးစေးတစေအမွှေးနှံသာဖျန်းပြီးတော့ပိုက်ဆံတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါမယ်ကျေးဇူးတင်ပါတယ်